မက်လာ28ရက်နေ့ကမြန်မာနိုင်ငံအတွင်းမှာ9.9အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလီနဲ့နောက်ဆက်တွဲငလီတွေလှုပ်ခတ်ခဲ့တာကြောင့်6နေရာထပ်မနေတဲ့နေရာတွေမှာတေဆုံထိခိုက်ဒဏ်ရာရတာတွေပျက်စီးဆုံးရှုံးတာတွေအများပြားဖြစ်ပေါ်ခဲ့ပါတယ်။အာဏာသိမ်းကာလဖြစ်တာကြောင့်နိုင်ငံတကာကလူသားစာနာအကူအညီတွေရရှိဖို့နှောင့်နှေးကြံ့ကြာမှုတွေဖြစ်ပေါ်နေပြီးပြည်သူအချင်းချင်းကပဲကူညီကယ်ဆယ်ရေးတွေဆောင်ရွက်နေရတာကိုအများဆုံးမြင်တွေ့ကြရမှာပါ။ ငလင်တန်းကြောင့်တဘာဝဘေးအန္တရာယ်ကြုံနေရတဲ့ကာလတွေမှာဘလို့လူခွင့်ရေးချိုးဖောက်မှုတွေရှိနေတဲ့ဆိုတာကိုဒီဒီဘက်ရဲ့ Human Rights Lens လူခွင့်ရေးအဝေးမြေအနည်းမြေအစီအစဉ်ကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးကတော့တေဆုံးသွားတဲ့လူထိခိုက်ဒဏ်ရာရတဲ့လူရဲ့စီးရင်ကိုကျွန်တော်အတိအကျရအောင်ယူရတာပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီကာလအတွင်းမှာကျွန်တော်တို့ကတေဆုံးတဲ့လူကအများများတယ် တော့သူတို့ရဲ့တေဆုံးတဲ့စီးရင်တော်မှာကျွန်တော်တို့မကောက်နိုင်လို့ရှိရင်ဒါကသူ့ရဲ့ဂုံတိတ်ခါကိုအများကြီးထိခိုက်စေတယ်။ဒါကြောင့်မလို့တေဆုံးတဲ့လူစီးရင်ထိခိုက်တယ်လူစီးရင်နောက်တစ်ခါဒီလက်ရှိအချိန်ဒီမှာလူသားချင်းစာနာမှုအကူအညီတွေကိုရရှိနိုင်ဖို့အတွက်ဒါကဒီချိန်မှာအရေးကြီးနေပါတယ်။တာမန်အချိန်ဒီမှာတော့ဒုက္ခရောက်နေတဲ့ပြည်သူတွေကြားထဲမှာငလျင်တန်ကြောက်ပျက်စီးဆုံးရှုံးသွားတဲ့အရာတွေနောက်တစ်ခါစားဝတ်နေရေးနဲ့ပတ်သက်ပြီးတော့အထူးဖြင့်ကျွန်တော်တွေ့နေရတာအစားအစာနဲ့ရေးဆေးဝါးပေါ့နော်ဒါတွေကိုကျွန်တော်တို့ ပြစ်ပြစ်ဝဝမဟုတ်တိတိုင်အောင်ရနိုင်များရအောင်လှုပ်ဆောင်နေရတဲ့အပိုင်းတွေရှိပါတယ်မက်ချ်လာ28ရက်နေ့တောက်ကြနေမြန်မာစံတော်ချိန်မိုးလဲ17နာရီမိနစ်50မှာမြန်မာနိုင်ငံမန္တလေးမြို့နယ်16ကီလိုမီတာအကွာကိုဗဟိုပြုတ်ပြီးတော့ငလင်လှုပ်ခတ်ခဲ့ပါတယ်အနက်30ကီလိုမီတာရှိပြီးတိမ်တဲ့ငလင်ဖြစ်တာကြောင့် Richter scale ခရစ်သမ9အထိတက်ရောက်ခဲ့တယ်လို့အမေရိကန်ဘူမိဗေဒ တိုင်းတာရေးဌာနကတွက်ချက်ထားပါတယ်2025ခုနှစ်စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်ဆက်တွဲငလင်လှုပ်ခတ်မှုဟာထိုင်းမိုးလေသာဌာနရဲ့စည်ရင်းတွေအရမတ်လ28ရက်နေ့ကနေဧပြီလ4ရက်နေ့ထိပြင်းအား3.3ကနေ8.2အဆင့်ရှိငလင်ပေါင်း422ကြိမ်ထက်မနည်းလှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်။ DBB ကကောက်ယူစုဆောင်းထားတဲ့ငလင်တန်ကြောင့်တည်ဆုံးတန်ရာရတဲ့စည်ရင်းတွေကိုထပ်ပြီးတော့ကြည့်လိုက်ရအောင်ပါ။ စစ်တပ်ဘက်ကနာကစ်နဲ့꽈တယ်ဆိုတော့တချို့ကပြောကြတယ်။ဘာလဲဆိုတော့အကူကြီးလာပါကူညီပါမယ်ဆိုပြီးတော့ကြေညာရပေါ့နော်။နာကစ်တော်အဲ့လိုမျိုးပိတ်ပိတ်ပင်မှုတွေကြောင့်လူတွေတော်များဒုက္ခရောက်တယ်။ဒါကြောင့်မလို့စစ်တပ်ကတကယ်ကိုအခုဆိုလို့ရှိတော့ပြည်သူတွေပဲမျက်နှာမူပြီးတော့ကူညီတယ်ဆိုပြီးတော့တချို့ကတော့ချီးကျူးတဲ့အတန်းကြီးကြားလာတယ်။ဒါပေမဲ့မြေပြင်ကိုစဉ်းကြည့်ပါ။မြေပြင်မှာကျွန်တော်တို့ဝင်လာဖို့အတွက်ကူညီဖို့အတွက်တရုတ်နိုင်ငံဝင်လာဖို့အတွက်ဒီ team တွေကနေဆက်ကိတ်မှာ ပိတ်ပင်ခံထိနေတာတွေသွာလာမှုကိစ္စတွေမှာကျွန်တော်တားဆီးမှုဖြစ်နေတာတွေဒါတွေကျွန်တော်ကြုံတွေ့နေရတယ်ပုံမဆိုးွားတာကတော့အခုဆိုလို့ရှိရင်ခုနလာရောက်ပြီးတော့ကုညီမဲ့ကဲစရေးရင်တန်းနေဒါတွေတိုက်ခိုက်ခံထိနေတယ်လေချောင်းလည်းတိုက်ခိုက်မှုတွေရှိနေတယ်ဒါကပြောမယ်ဆိုရင်တော့ online မှာ media မှာနိုင်ငံတကာမျက်နှာစာမှာလှလှပပြောပေမဲ့တကယ်တမ်းလှုပ်ရှားမှုမရှိဘူးဆိုတာဖော်ပြတယ်နောက်တစ်ခါဒီကာလက လူသားချင်းစာနာမှုအကူအညီတွေအရန်လိုအပ်နေတဲ့ကာလပါလူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ကာလတွင်မှာလာရောက်တဲ့ကူညီမှုတွေပိတ်ပင်တာတွေအထူးဖြင့်ခုနလိုမျိုးကူညီမှုရင်းနှန်းကိုတိုက်ခိုက်မှုတွေကကျွန်တော်ပြောမယ်လူသားချင်းစာနာမှုဥပဒေကိုချုပ်ဖောက်ရောက်တယ်ဆိုတာလည်းမမေ့သင့်ပါဘူးငလင်ပေးတဲ့ပြည်သူတွေအတွက်နိုင်ငံတကာအကူအညီပေးမှုတွေဘယ်လောက်ထိရှိနေပြီလဲထပ်ပြီးတော့ကြည့်လိုက်ရအောင်ပါ။ ဒီချိန်မှာဗျာလူတို့ရဲ့ခန်းစားချက်ကဘာဖြစ်နေလဲအရန်ကိုစိုးရတဲ့ကာလ7.7ဆိုတာတော်တော်ကြီးကိုကြီးမားတဲ့ငလျင်ပါကျက်စီးဆုံးရှုံးမှုကလည်းအများကြီးပါတချို့သူတို့ရှိရင်မိသားစုတစုလုံးပါသွားတဲ့ဟာတွေတတိုင်လုံးပြိုသွားတဲ့ဟာဖြစ်တယ်လို့ကျွန်တော်တို့ဒီစစ်ဘေးရှောင်ဒေသတွေမှာဆိုလို့ရှိရင်တော့ဒီအိမ်ကြီးစစ်ဘေးရှောင်စခန်းတွေအကုန်လုံးကကစင့်ကလေးအားနဲ့တကယ်ကိုဒုက္ခရောက်နေကာလဒီအချိန်မှာပြည်သူလိုအပ်တာ စားနိုင်ခါအကူညီပဲလေချောင်းတိုက်ခိုက်မှုမဟုတ်ပြည်သူတွေမျောလင့်နေတာရိတ်ခါတွေနဲ့အကူညီတဲ့လာမဲ့လေလေမြန်နဲ့လာတဲ့အကူညီတွေဒါပေမဲ့ရရှိတာပါလဲလေချောင်းတိုက်ခိုက်မှုလေနဲ့တိုက်ခိုက်တာတွေပါရာမီတာလို့ခေါ်တဲ့လေကြီးနဲ့လာရောက်တိုက်ခိုက်တာတွေကစဉ်းစားကြည့်လူတို့ဘလောက်ထိဒုက္ခရောက်မလဲဘလောက်ထိခံစားနေရမလဲဒုက္ခရောက်လို့တေဆုံနေတဲ့မိသားစုရဲ့ဘဝအခြေအနေမှာနောက်ထပ်ထပ်ပြီးတော့လှုပ်ဆောင်တဲ့အကျန်းဖက်စစ်တပ်ရဲ့ လောက်ရက်ကပြည်သူတွေအပေါ်မှာဘလောက်ထိကိုချင်းစာတရားကင်းမဲ့နေလဲဆိုတာပေါ်ပြနေတယ်။ဘလောက်ထိသူတို့စည်ရေးကိစ္စပဲသူတို့လုံမန်းနေလဲဆိုတာပေါ်ပြနေတာတကယ်ကိုရင်းနာစရာကောင်းတဲ့အဖြစ်ပြပါပဲ။နိုင်ငံတော်ဝိုင်းအင်အားပြည့်နေငလင်လှုပ်ခတ်ပြီးနောက်ပိုင်းစစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေကိုဇက်တိုက်ပြုလုပ်နေပါတယ်။ ပြည်သူတွေငလေးဘေးသင့်နေတဲ့အချိန်မှာစစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေဘယ်လောက်ထိရှိလဲကြည့်လိုက်ရအောင်ပါ။ ီနေရာမှာကျွန်တော်တို့ဒီစစ်တပ်ရဲ့ဟိုဒီကူညီမှုတွေပေါ်မှာအမျက်ထုတ်ဖို့ကျွန်တော်တို့တွေ့နိုင်ပါတယ်။ဒါကပါလဲဆိုတော့သူတို့ရဲ့ဒီလူမျိုးနေရာဒေသတွေမှာသူတို့ဟန်ပြနိုင်မဲ့သူတို့ဂုံယူသွားနဲ့เนาะဒါကိုအမျက်ထုတ်ပြီးပြောပြနိုင်မဲ့နေရာမျိုးပုံမလို့ဥတည်နေတယ်။စကိုင်းကကျွန်တော်တို့ပြောမယ်ဆိုရင်တော့စကိုင်းလည်းလူသားတွေပါ။စကိုင်းမှာလည်းဖြစ်ပျက်နေတာမန္တလေးထက်တန်းတူကျွန်တော်ဆုံးရှုံးမှုတွေရှိနေတယ်။တေဆုံးမှုတွေဖြစ်နေတယ်။ ဒါပေမဲ့တစ်ဖက်ကိုပဲကူညီပြီးတော့နောက်ထပ်တစ်ဖက်ကိုတည်င်းနေပေါ်ပေါ်ပေါက်มาဆိုလို့နောက်တည်င်းနေကျွန်တော်တို့ဒီကဘာဒီတက်ပြီးတော့သူတို့ရဲ့အားနည်းမှုတိမာဆိုလို့လှုပ်ဆောင်မှုတွေကမဖြစ်တဲ့အရာတွေဖြစ်တယ်။နောက်တစ်ခုကဒီစကိုင်းဆိုတာကကျွန်တော်တော်လှန်ရေးနေမြေလို့လဲပြောလို့ရတယ်။တော်လှန်ရေးပြည်သူတွေတော်လှန်ရေးတက်တက်တက်ဖွဲ့တွေလည်းရှိနေတယ်။အဲ့ဒီကိစ္စမျိုးမှာဒီအတွက်ကြောင့်မလို့မင်းတို့ကိုငါတို့ဒီဟာနဲ့ပတ်သက်ပြီးတော့အကူအညီမှုတွေငါတို့မပေးဘူး။ ဒါနဲ့ပတ်သက်လို့ကန့်တတ်မှုရှိတယ်ဆိုမျိုးအမြင်ရှိနေလားစဉ်းစားစရာဖြစ်ပါတယ်ပြည်သူလူထုဆိုတဲ့နေရာမျိုးမှာဒီကာလတွင်မှာဘယ်သူပဲဖြစ်လူကိုလူသားလို့မြင်ပြီးတော့လူသားစာနာတဲ့အကူအညီတွေပေးဖို့တော့ကအထူးရေးကြီးနေပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ NUG အစိုးရအနေနဲ့တစ်ချိန်တည်းမှာပဲကျွန်တော်ညီနောင်သုံးဖွဲ့တွေကလည်းဒီကာလတွင်မှာဘယ်သူ့ကိုမစိုးလူသားချင်းစာနာမှုအကူအညီပေးဖို့ထိုးစစ်တွေရပ်တန့်မှုကျွန်တော်တို့ကတိတွေပေးထားတယ် ဒါနဲ့ပတ်သက်ပြီးတော့ကုညီမှုတွေလှုပ်ဆောင်ပေးဖို့တိုက်တွန်းထားတယ်ဒါပေမဲ့ပြက်ကွက်တာဘာလို့လဲပြည်သူလူထုမှာတောက်လျှောက်လူခွေချိုးဖောက်မှုတွေနိုင်ငံတကာရာဇဝတ်မှုကျူးလွန်မှုတွေကျူးလွန်နေတဲ့စစ်တပ်ကဒါမျိုးလှုပ်ဆောင်ခြင်းကနောက်ထပ်တကယ်လူသားမဆန်သောလုပ်ရက်တွေစက်တိုက်စက်တိုက်ကျူးလွန်နေတာထင်ရှားလာပါဗျာကျွန်တော်တို့စီမှာကိုဗစ်ဗီရောစစ်တပ်ဗီရောအရင်တက်ကဆိုလို့ကျွန်တော်ရေးဗီရောအခုဆိုငလင်ဗီရောကျွန်တော်တို့ ကြုံတွေ့ရတာကျွန်တော်တိုင်းပြည်တကယ်စိတ်မကောင်းစရာပါဒါပေမဲ့ရှင်တန်မှာရှင်တန်ချင်းကိုယ်တိုင်ကကျွန်တော်တို့အောင်မြင်မှုတစ်ခုအတွက်လှုပ်ဆောင်နိုင်မှုလမ်းစာဖြစ်ပါတယ်ရှင်တန်အောင်ကြိုးစားကြပါကျွန်တော်တို့တာဝန်ရှိတဲ့သူအနေနဲ့ကိုယ့်ကိုယ်တာဝန်ရှိရလို့ခံယူထားတဲ့လူတွေနေနဲ့အကောင်းဆုံးပတ်မိုးမှုပူးပေါင်းဆောင်ရွက်မှုတွေလှုပ်ဆောင်သွားပါမယ် တစ်ဖက်မှာလဲလူသားမဆန်တဲ့အကြံဖက်စေအုပ်စုကိုလဲကျွန်တော်တို့လက်ခံလို့ဘယ်လို့မှမရနိုင်ဘူးရှင်တန်ရင်းနဲ့အမှန်တရားအတွက် တိုက်ပွဲဝင်ကြပါအမှန်တရားအတွက်ဆက်လက်ပြီးတော့အတင်းထားကြပါလို့တိုက်တွန်းလို့ပါ အခုလောက်ခတ်ခဲ့တဲ့ငလင်ဟာမြန်မာနိုင်ငံတခုတည်းတွင်မကပါဘူးကီလိုမီတာထောင်ကျော်ဝေးတဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့တရုတ်နိုင်ငံနယ်စပ်ကဒေသတချို့နဲ့အနောက်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံထိတက်ရောက်သွားခဲ့ပါတယ်။ဒီငလင်ဟာရှေ့တောင်အရှာမှာအလောက်ရှားဆုံးနဲ့အန္တရာယ်အကြီးဆုံးပြည့်ရွေကျော်ဖြစ်တဲ့သခိုင်းပြည့်ရွေကျော်တစ်လျှောက်မှာစတင်ခဲ့တာဖြစ်ပါတယ်။ဒီပြည့်ရွေဟာလူကြီးထူထပ်တဲ့မြို့ကြီးတွေဖြစ်တဲ့မန္တလေးနေပြည်တော်ရန်ကုန်တို့အောက်ကဓမ္မမုတ်အနီးကနေတိုက်ရိုက်ဖြစ်သွားပါတယ်။ ဒီလိုမြို့ပြ area တွေနဲ့နီးကပ်တာကြောင့်အကွဲမှုဖြစ်တဲ့အခါအန်ရယ်ပိုကြီးတာဖြစ်ပါတယ်။ဒီပြည့်ရွေဟာတစ်နှစ်ကို18ကနေ20မီလီမီတာလောက်ပဲဖြည်းဖြည်းနဲ့မှန်မှန်ရွေနေပါတယ်။ဆယ်စုနှစ်တွေအများကြီးကြာတဲ့အခါကျတော့တင်းအားပုံများလာပြီးတော့အကြီးဆုံးငလင်ကြီးတွေဖြစ်လာပါတယ်။မြန်မာနိုင်ငံမှာအခုလိုငလင်ကြီးမျိုးလှုပ်ခတ်ခဲ့တာက1912ခုနှစ်ကနောက်ဆုံးဖြစ်တဲ့အတွက်အခုလှုပ်ခတ်ခဲ့တဲ့ငလင်ဟာရာစုနှစ်တစ်ခုကျော်အတွင်းအကြီးမားဆုံးငလင်ကြီးဖြစ်ပါတယ်။ ဒါအစရနာတိမ့်ခဲ့ပြီး၄နှစ်တာအတွင်းစီးပွားရေးအကျက်တွေနဲ့ရင်ဆိုင်နေရသလိုလက်နက်ကင်ဒေါ်လာရင်းဖြစ်ပွားနေတဲ့နိုင်ငံတစ်ခုမှာအဆိုးဆုံးကြုံရတဲ့သဘာဝဘေးတစ်ခုလည်းဖြစ်ပါရဲ့ရှင်အခုပြောပြခဲ့တာတွေကတော့ DPP နဲ့ပြည်တွင်းပြည်ပမီဒီယာတွေဒေသခံတွေအကူအညီပေးရေးအဖွဲ့စည်းရေးစီကနေရတဲ့အချက်လက်တွေကိုကိုးကားထားတာဖြစ်ပြီးတော့ဒါတွေကအပြောင်းလဲဖြစ်နိုင်ပါတယ်ရှင်